စစ်ကောင်စီနဲ့အေးအေးဘူးဒလာ ခွာမာလာမင်းတိအေးကောင်းဆောင်ထွန်မြက်နိုင်ကငဲတယ်တော်တယ်အင်္ဂလိပ်စာကောင်းတယ်ခစ်အမည်ရှိတယ်တခြားသောလူမျိုးစုကောင်းဆောင်တွေနဲ့စာရင်သူရခိုင်လူတို့ရဲ့ယုံကြည်မှုကိုဒိန်ကျုံယူငင်ထားနိုင်တယ်လက်နက်ကင်တပ်တန်းတူတောင်းပေမဲ့အင်အားကောင်းတဲ့လက်နက်ကင်တပ်ကို ဖွဲ့စည်းထိန်ကုတ်တိုက်ခိုက်နိုင်တယ် ရခိုင်ဟာတခြားသောလူမျိုးစုဒေသတွေလိုမဟုတ်ပါဘူး။သူကဂုံတွင်းပိတ်မဟုတ်ဘူး။သူကအကန်ယူတန်းနဲ့အဖွင့်နိုင်ငံဒီတော့ခွဲထွက်ခွင်းလောက်သဘောရှိတဲ့ confederation ကို သူကစော်တာကြည့်ပေါ့ပြီးတော့သူ့မှာပထဝီအရအာသာချက်ရှိတယ်တရုတ်ကအေအေကိုချက်ချင်းလန်ငင်းအရှင်မွေးနေချင်းကြီးလုတ်ခဲ့တာဘာကြောင့်မလဲ ကံယူရန်ဒေတာဖြစ်လို့ပါပဲဒီနည်းအားဖြင့်သူရဲ့ထွတ်ပေါက်မဟာဗျူဟာဒေတာမှာ ဖြစ်နေလို့ပဲတရုတ်တွက်ကတော့အိန္ဒိယသမုဒ္ဒရာထွတ်ပေါက်မဟာဗျူဟာနောက်ဖေးပေါက်နောက်ထူးခြားတာက ရှိပါသေးတယ်ရခိုင်လက်နက်ကင်အဖွဲက လောလောဆယ်အေအေပဲရှိသေးတယ်ခြားသောလူမျိုးစုဒေသတွေမှာလိုလက်နက်ကင်အဖွဲ့တွေနှစ်ဖွဲ့သုံးဖွဲ့ကွဲနေတာမဟုတ်ပါဘူးဒါတွေကအာသာချက်တွေပေါ့ ီနေရာမှာနားလည်ဖို့ကဒီကေပြောခဲ့ဘူးတဲ့တဒနာလိုပါပဲထာဝရယံသူထာဝရမိတ်ဆွေဆိုတာမရှိပါဘူးထာဝရအကျိုးစီးပွားပဲရှိပါတယ်ဆိုတဲ့အယူဆပါလက်ရှိအေအေကဒီအယူဆကိုကင်ဆယ်ပါတယ်တစ်ဖက်မှာလည်းလူမျိုးစုအကြက်တဲကိုကောင်းကောင်းမစီမံနိုင်တဲ့ NND ရဲ့အားနည်းချက်လေပါပါတယ်အကြောင်းကတော့အစကနဦးမှာအေအေဟာ ် NND ကိုမျော်လင့်ကောင်းမျော်လင့်ခဲ့မိလိမ့်မယ်။ဒါပေမဲ့ NND အစိုးရနဲ့ရခိုင်တို့အကြားအကွဲပြဲကြီးမားစေခဲ့ပါတယ်။2015ရွေးကောက်ပွဲရလတ်ထွက်အပြီးရခိုင်လွှတ်တော်မှာရခိုင်ပါတီတွေအုပ်စည်းမိပြီးရခိုင်ဝင်းကြီးကျုံနဲ့ရခိုင်အစိုးရဖွဲ့ခန့်အပ်တဲ့ကိစ္စကနေစတင်နေထင်ပါတယ်။နောက်ပိုင်းအကွဲပြဲကပိုကြီးပိုပြင်းထန်ခဲ့ပါတယ်။ ဒီတော့အေအေကအနန္ဒီတွေဘာတွေမမျှော်တော့ပါဘူးသူ့အတွက်ရခိုင်အကျိုးစီးပွားကားတာလည်း အခရာရခိုင်တွေအတွက်အကျိုးစီးပွားအရာ အသာသီးရမယ်ဆိုရင်ဘသူကိုမဆိုးပေါင်းမယ်ဆိုတဲ့သဘောပါဒါကလည်း real politics မှာတဘာဝတော့ကြပါတယ်ဘာလို့လဲဆိုတော့ဖြစ်နိုင်ကြီးရှိတာကိုလုပ်ရတာကိုလက်တွေ့နဲ့ကန့်ညီတဲ့နိုင်ငံရေးကို လုပ်ရတာကိုဒါကြောင့်လည်း အခုဆက်ရနာဒိန်ဖြစ်ရမှာစစ်ကောင်စီကအေးအေးကိုညှိလို့ရတာပဲအကြောင်းကတော့ဘုံအကျိုးစီးပွားဒူမျှရင်ထာဝရရန်သူမရှိဘူးဆိုတဲ့သဘောပါဒါပေမဲ့ဒါဟာရရှိသဘောလက်တွဲတယ်လို့မထင်ပါဘူးလက်လောအကျိုးစီးပွားအရာစစ်ကောင်စီနဲ့အေးအေးဟာ ပူးသွားတာနောက်ပိုင်းမှာစစ်ကောင်စီက သူအသာရတဲ့တနေ့အေးအေးကိုကန့်မှာပဲဖြုတ်မှာပဲဖြိုးမှာပဲဒါကိုလည်း အေအေကတိပါတယ်နားလဲပါတယ်ပါနဲ့တယ်အရင်ကလည်းတိုက်နေရမယ်တူတူ နောက်လည်းထက်တိုက်ရတာအေအေတွတ်တော့မဆန်မှုပေါ့ဒါကြောင့်တတလောမှာရခိုင်အကျိုးစီးပွားနဲ့စီပင်သားရဝါပြောကြီးအတွေ့ဒီအထိုင်မှာ ထိုင်ထားတာလက်တွေ့ကြပါတယ်ဒါဟာနှုံးစံမူတွေနဲ့မစင်စားပဲလက်တွေ့ကြကြချင်းကတဲ့အမြင်ပါဒါကြောင့် လောလောဆယ်အေအေဟာစစ်ကောင်စီကိုလက်ခံတဲ့ရခိုင်ဒေသမှာမိုင်းရှင်းလင်းရေးတွေစတယ်။အင်တာနက်ပြန်ဖွင့်ပေးတယ်။ရွက်ကပွဲအပြီးအပြစ်ကရဲစဲရေးကိုစတာလူမျိုးစုလက်နက်ကိုင်တွေထဲမှာအေအေကပထမဦးဆုံးစတာပဲ။သူတို့ဖြင့်ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့မဲဆန္ဒနယ်တွေမှာရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ထားပါတော့ စစ်ကောင်စီနဲ့ခွာပြဲတဲ့တနေအေးကလည်းရခင်ဤတိုင်းပဲဗမာစစ်တပ်နဲ့အပြင်းထန်စစ်ပွဲတွေဖြစ်ကြအောင်မှာပါပဲအခုလတလောဘုံအကျိုးစီးပွားကြောင့်စစ်ကောင်စီနဲ့အေးအေးဟာပူးနေတာမဆန်းပါဘူးဒါပေမဲ့ထဝရပေါင်းစည်းသွားခြင်းမျိုးလုံးဝမဟုတ်ဘူးဆိုတာနားလည်သင့်ပါတယ်ရခင်ကဘုခင်ညွန့်လုတ်ခဲတဲ့ဤနာမျိုးပါပဲနောက်ပြီး အစင်မပြေတော့လေအဝေးမတက်ကြတော့လေထပ်ပြီးတိုက်ကြအောင်မှာပါပဲ ဒါကို နားလည်သင်ပါတယ်။ရခိုင်နဲ့ပထဝီနေသားနဲ့ပတ်သက်ပြီးနောက်ထပ်ပြောစရာရှိပါသေးတယ်။ရခိုင်ဟာပင်လယ်ကမ်းရိုးတန်းရှည်လျပြီးပင်လယ်ရေတယံဇာတတွေတိတ်ပေါ်တဲ့ဒေသပါ။နောက်ဆုံးခွဲရခွင့်ရရင်တောင်တခြားသောပြည်နယ်တွေထက်တိုးတက်ဖွံ့ဖြိုးမှုအမြင့်ဆုံးအမြန်ဆုံးဖြစ်လာမယ်ဒေတာနိုင်ငံတကာကုံသွဲကြီးလှုပ်တာတစ်ခုတည်းနဲ့တင်ကြီးပွားမဲ့တိုင်ပြီးအကွယ်၍ တခိုင်ကသာခွဲထွက်ခွင့်ရမယ်ဆိုရင်စင်ကာပူဆိုတာထက်တောင်လွန်အောင်ကြော်နိုင်ပါသေးတယ်။ဒါကိုအေးအေးကောင်းဆောင်တွေကတည်ပါတယ်။ဒါကြောင့်လည်းပဲ confederation ကိုစပြီး သူကအော်ပါတယ်။ရဲရဲအော်တယ်။တခြားဘယ်လူမျိုးစုကောင်းဆောင်တွေက confederation လေးတန်းထွက်ရဲလို့လဲ။ပြီးတော့အေးအေးကဝါကိုအားကြတယ်။ဝါတော့နီနီစိတ်အင်အားရှိပြီးတော့ဝါလောက်နီနီသူ့ပြည်နယ်မှာလုတ်ပိုင်ခွင့်ရရင် သူကရခိုင်ကို အများကြီးကြီးပွားတိုးတက်အောင်လုပ်နိုင်ပြီသူ့အတွက်ဈေးကွက်အရာရောတည်နေရာအရာရော အသာစီးရထားတဲ့သဘောပါကြည်လေသူသားရောရင်ဂျာဘင်္ဂါလီပြဿနာကို ထိန်းနိုင်ခြင်းရခိုင်ဟာတိုးတက်ကြီးပွားစရာကြီးပါပဲရန်ကုန်လိုဖွံ့ဖြိုးတိုးတက်မှုဆိုတာနေခဲ့တော့အိန္ဒိယဂုံတွင်းပိတ်ဒေသတွေဖြစ်တဲ့အာတန်မဏိပူနဲ့မီရိုဇန်ပြည်နယ်တွေရဲ့ထွက်ပေါက်ဟာရခိုင်ဖြစ်လာလိမ့်မယ် တရုတ်ရဲ့မဟာဗျူဟာနောက်ဖေးပေါက်တရုတ်ရဲ့နိုင်ငံတကာပင်လယ်ရေချောင်းသွားလာရေးရဲ့အချက်အချာဗဟိုစင်တာတစ်ခုအိန္ဒိယဟာလူရေတန်းပေါင်း1200ကျော်ရှိတယ်တရုတ်ကလူရေတန်းပေါင်း1400နေပါရှိတယ်ဘင်္ဂလားဒေ့ရှ်ကလူရေတန်းပေါင်း150ကျော်ရှိတယ်ဘင်္ဂလားဒေ့ရှ်ဟာရင်းခါမြစ်ရဲ့မြစ်အောက်ပိုင်းပင်လယ်ဝဒေသမြစ်ဝကျွန်းပေါ်ဒေသဖြစ်ခြင်းကြောင့်စိုက်ပျိုးရေးမွေးမြူရေးနဲ့ရေတရန်ဇာတ အဖွင့်ထွားဆုံးဒေတာကဲဘာလို့ဒီလဲကြည်ကြည်ပေါ့တကယ်တော့ရခိုင်တွေကိုဖျက်နေတာကဗမာစစ်တပ်ဒီနေရာမှာဗမာတွေလို့ချုံမပြောဘူးเนาะအဆုံးစွန်ဆုံးဗမာမျိုးချစ်အုပ်စုနဲ့ဗမာစစ်တပ်ဖြစ်ပါလိမ့်မယ်ဗမာမျိုးချစ်တွေကတော့ရိုဟင်ဂျာအရေးကြောင်ရခိုင်တွေကိုစုမှုခြေလေချင်းနေကြတာဒါကိုအေးစစ်ကောင်းဆောင်တွေကတည်တယ် NND ဟာ တခိုင်တွင်ကိုနိုင်ငံကြီးအရာရင်ကြားစေတဲ့နေရာမှာညံပြင်းခဲ့ပါတယ်။ဒါကြောင့်လည်းပဲတခိုင်နိုင်ငံကြီးအင်အားစုဟာတစ်ဖက်ကိုလုံလုံရင်သွားခဲ့ပါတယ်။အခုလက်နက်ကင်အဖွဲ့ကပါရင်သွားပါတယ်။ဒါဟာပါကြောင့်ပါလေ။နိုင်ငံကြီးရလူမျိုးစုကိစ္စတွေမှာကင်တွယ်ဖြည့်ရှင်းမှုမတိမ်မွေးခဲ့ခြင်းကြောင့်လကောက်ရခိုင်ရဲ့လက်တွေ့ကြားတဲ့နိုင်ငံကြီးအယူဆနဲ့ အနာဂတ်ရခိုင်နိုင်ငံတော်အိမ်မက်စိုက်ပျိုးထူထောင်လို့ရမယ်ရင်းမြအခင်းချင်းကိုဖန်တီးဖို့ကြိုးစားခြင်းကြောင့်၎င်းစစ်ကောင်စီရဲ့သွေးခွဲခြင်းနီးနာနဲ့လူမျိုးစုလူမျိုးစုချင်း ပြန်လည်ထိန်းထေနိုင်ဖို့ငယ်ရွယ်နှုတ်ပြပြီးအနာဂတ်ချိန်တွေကြံရှိနေသေးတဲ့အေအေကိုတခြားသောလူမျိုးစုလက်နက်ကိုင်ဘိုးအေကြီးတွေနေရာပြန်လည်အစားထိုးဖို့အကြောင်းဖန်လာခြင်းကြောင့်တော်၎င်း စားတဲ့အကြောင်းရင်းတွေကြောင့်ဖြစ်ဟန်တူပါရဲ့စဉ်းစားဆင်ခြင်ကြပါကုန်စကချက်အနေနဲ့ဤစာဟာရခိုင်နဲ့ဗမာတို့အကြားလူမျိုးရေးအရစီလုံးမှုပြပြားစေမဲ့စာမျိုးစုမယူဆစေလိုပါလက်တွေ့နိုင်ငံရေးအခင်းကျင်းမှာဖြစ်ခဲ့တဲ့ဖြစ်နေတဲ့ဖြစ်လာနိုင်တဲ့အရေးကိစ္စကိုခြုံငုံနားလည်နိုင်အောင်တို့ထိရေးသားခြင်းသာဖြစ်ပါတယ် လွယ်မှာရှိခဲ့ရင်လည်းတောင်းမှန်ပါကြောင်းအဲ့ဒီနိုင်ငံရေးဖြစ်ရင်ကိုနားလည်နိုင်ဖို့အတွက်ခန်းစားချက်များကိုအသာခဏဘေးဖယ်ပြီးမြင်အောင်ကြည့်မြင်စေလိုပါကြောင်းမင်းတို့